ဆက်လက်ပြီးတော့ကြောက်ဖြူမျိုးနယ်တိုက်ပွဲနောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်။ရခိုင်ပြည်နယ်တောင်ပိုင်းကြောက်ဖြူမျိုးနယ်အတွင်းကအာရခတက်တော် AA ထိန်းချုပ်နယ်မြေတွေကိုစစ်ကောင်စီကအင်အားအလုံးကြီးနဲ့မြေပြင်စစ်ကြောင်းတွေထိုးနေပြီးတော့ AA ဘက်ကစုပ်ပေးနေရတယ်လို့စစ်ရေးရင်းမြစ်တွေကပြောဆိုကြပါတယ်။ပြီးခဲ့တဲ့လတွေကစစ်ကောင်စီအနေနဲ့ AA ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းပုံးကျဲတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေအသေးခံ drone တွေနဲ့လာရောက်ဘုံကျဲတာတွေစက်တိုက်လှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ် ဒီလဒုတိယအပတ်လောက်ကစပြီးတော့အ ਨੇ ဆုံးနေရာ၄ခုလောက်ကနေမြေပြင်စစ်ကြောင်းတွေထောက်လျှောက်ထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိနေတယ်လို့စစ်ရေးရင်းမြစ်တွေကပြောဆိုနေကြပါတယ်။ရွှေကိစီမံကိန်းရှိတဲ့လိတ်ခမော်ရွာသိပ်ဘက်ကထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာကြောက်ဖြူမျိုးနဲ့ဆက်နမိုင်အကွာလောက်မှရှိတဲ့ဂေါ်တူကျေးရွာနဲ့ကလဘာကျေးရွာထိရောက်ရှိနေပြီးကြောက်ဖြူရန်ကုန်ကားလမ်းမတိုင်းဆင်းလာတဲ့စစ်ကြောင်းကတော့လမ်းခွဲဇိုင်းချောင်းကျေးရွာနာအထိကိုရောက်ရှိနေတာပါ။ ဒါအပြင်ညဝရီကြီးတက်စခန်းဘက်ကတော့ဆင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဥကင်းကြံချိုင်စတဲ့ကြေးရွာတွေအထိရောက်ရှိလာနေသလိုပြားတဲဘက်ကထိုးလာတဲ့စစ်ကြောင်းကတော့တပြူတောင်တဖန်းကစတဲ့ကြေးရွာတွေအထိရောက်ရှိနေရလဲဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီဝင်ရောက်နေရယူလာတဲ့ကြေးရွာတွေဟာအရင်ကအာရခတက်တော်အေထိန်ချုပ်ထားတဲ့ကြေးရွာတွေဖြစ်တယ်လို့ကြောက်ဖြူဒေသခံတွေကပြောဆိုကြပါတယ်။စစ်ကောင်စီအနေနဲ့အေအေထိတ်ချုပ်နေမြေတွေကိုအခုလိုစစ်ကြောင်းထိုးလာတာတွေရှိပေမဲ့ အရခတက်တော့အေဘက်ကခုခံတိုက်ခိုက်တာတွေမရှိပဲစုခွာနေတယ်လို့ဒေသခံစစ်ရေးရင်းမြစ်တွေကပြောဆိုနေကြပါဗျ။လက်ရှိမှာတော့ကြောက်ဖြူမြို့နယ်အတွင်းကတောင်းနဲ့ချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါရဲ့ရှင်။